စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်တက်မှတ်ထားတဲ့မဲဆွယ်ကာလအတွင်းစစ်ကော်မရှင်လောက်ခံပြောင်းစုရွေးကောက်ပွဲကော်မရှင် UEC ကစီးမြင့်စီကန့်တွေတင်းကျပ်ထားလို့အခက်ခဲတွေကြုံတွေ့နေရကြောင်းတတိပုဂ္ဂလကိုယ်စားလှယ်လောင်းတဲ့နိုင်ငံရေးပါတီတွေကပြောပါတယ်။လက်ရှိရွေးကောက်ပွဲဥပဒေမှာ အရင်ထက်ပိုတင်းကျပ်ထားတဲ့အပြင်အမိတ်ညွှန်ကြားချက်အသစ်တွေလည်းမဲဆွယ်ခွင့်ကာလအတွင်းမှာကိုပဲ ထပ်ထွက်လာတာရှိနေလို့အခက်ခဲတွေဖြစ်လာတယ်လို့ဒေါ်ဘုံမျိုးနယ်မှာဝင်ပြိုင်မဲ့တတိပုဂ္ဂလကိုစလလောင်ဦးကျော်ထက်ကပြောပါရတယ်။ you know as the team party the team party ရဲ့ phone ထုတ်ဝေဝင်လိုက်ချင်းတခုပဲဒါ v9 မှာဖြစ်ဖြစ်တောင်းမှာဖြစ်ဖြစ်ထုတ်ပြန်လိုက်ရရပေါ့အခုတော့ phone တူရောထုတ်ဝေခွင့်ရောကျွန်တော်တို့တင်ရတာတွေတွေ့ရပေါ့ပြီးတော့ကျွန်တော်တို့ဒီဘာလို့ထပ်တွေ့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cyber ဥပဒေနဲ့ကြာတန်းလာတဲ့အကြီးတွေပေါ့ အားရရှိတယ်ဆိုလို့ရှိရင်ဟိုအားရရှိတယ်ကျွန်တော်တို့ဒီ social media platform နဲ့တုံးတဲ့အခါမှာလည်းဒီ VPN တော့ပါလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ license ရှိတဲ့ VPN တုံးရမယ်လို့ပါလို့ဒီအားတော့ဥပဒေနဲ့အညီဖြစ်တာပေါ့အဲ့တော့ဟိုအရှေ့ရောက်ရေပောက်ပွဲဆရာဝက်ဆန်စီယုံဝင်ဥပဒေနဲ့အပြင်ကိုအခြားသောနေကြက်တွေရတယ်ဒီအခြားသောဌာနဆိုင်ရာတွေနဲ့ဖြတ်ပြီးတော့မှလောက်ကရအပိုင်းတွေရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီဒီအလုပ်တွေပို ားတာပေါ့ဗျာအဲကျွန်တော်တို့ရုပ်ရုပ်ဘောကော်မရှင်ရောအလီလီသွားရတယ်ကျွန်တော်တို့ဟိုအလီလီနှိမ့်လိုက်ရတယ်အာကျွန်တော်ပါတီချို့ရဲ့မဲဆွယ်ဆိုင်းဘုတ်တွေဖြက်စီးခံရတဲ့အပေါ်အဲ့ဒီလိုဖြစ်ပွားခဲ့တဲ့မြို့နယ်တွေမှာဆိုင်းဘုတ်တွေကိုရှစ်ပေမြင့်အောင်ထားရမယ်လို့ညွန်ကြားတာရှိတဲ့အတွက်အရင်ထောင်ထားတဲ့ဆိုင်းဘုတ်တွေကိုဖြုတ်ပြီးအစ်စ်ပြန်လုပ်ရရရှိတဲ့အတွက်ကုန်ကျစရိတ်တွေပိုတိုးနေတယ်လို့လည်းသိရပါဗျ။ဒါပြင်ဗနိုင်းတင်တဲ့အခါမှာကြေးရအုတ်ချုပ်ရေးမှုလက်မှတ်အရင်ယူဖို့တတ်မှတ်ထားတာ တမျိုးနယ်နဲ့တမျိုးနယ်စီကံတတ်မှတ်ချက်တွေတမျိုးစီဖြစ်နေကြရလက်ရှိရအတွက်ပုံမိုကြက်သေးတယ်လို့ခန်းစားရတယ်လို့တည်သူပါတီ PP မှအတွင်းရေးမှုတစ်ဦးကျော်ကျော်ထွေးကလည်းပြောပါရယ်မဲဆွေဟောပြောတာနဲ့ပတ်သက်လို့လည်းခမ်းမာရီဟိုတယ်ရီဘောလုံးကွင်းတွေအပါအဝင်တတ်မှတ်နေရာတွေမှာဒါဟောပြောရမှာဖြစ်ပြီးဒါဟာပါတီတွေအတွက်ကုန်ကြစရိတ်ရှိသလို့ လုံခြုံရေးတွေလည်းယူထားတဲ့အတွက်တာမန်ပြည်သူတွေဝင်ထွက်သွားလာဖို့အတွက်လည်းအခက်ခဲဖြစ်တယ်လို့ဆိုပါတယ်လူမှုစိတ်ဝင်စားလာအောင်ပါတီတွေအနေနဲ့ကိုယ်ကလေးလောင်းတွေအနေနဲ့ဟိုလောက်ကနိုင်ငံပြောင်းဖန်တီးပြီးတဲ့လို့ထင်တယ်ဟိုပုံနဲ့ပြောရင်လူတို့ကဟိုနိုင်ငံရေးကိုဟိုစိတ်ဝင်စားစိတ်ဝင်စားကြဘူးဟိုတော်တော်ယူကောက်ကောက်တချို့သူသိသိတော့မသိဘူးအဲ့လိုဖြစ်နေတဲ့အချိန်မျိုးမှာကိုယ်ကစီကန်းနေတင်းကြတဲ့ခါမှာကျွန်တော်တို့လောကကပို့ပြီးတော့ခက်ခဲဖြစ်တယ် မလူပူပြီးစိတ်ဝင်စားတော့ကျွန်တော်တို့လောက်တော့ကြိုင်တာဖြစ်အောင်ပြည်အနေကိုဖြေလျှော့ပေးတယ်တော့အရခတတော်အေးနဲ့တော်လိုင်းအင်အားစုတွေစည်ရေလှုပ်ရှားမှုရှိတဲ့ပဲခူးတိုင်းမှာအခြေစိုက်တဲ့ Federal Democratic Party အနေနဲ့ကတော့လုံုံရင်းစိုးရင်ကြကြဂိုးတိုင်းအနောက်ချမ်းမှာဟောပြောမဲဆွယ်စည်းရုံးနိုင်ရေမလုံနိုင်သေးဘူးလို့အဲ့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဦးချန်နိုင်ဝင်းကနိုဝင်ဘာ15ရက်နေ့မှာမြစီမာကိုပြောထားပါဗျာ တိုင်းမှာအနောက်ခြမ်းရှိမယ်။ဒါအခြေခြမ်းရှိမယ်ပေါ့။အနောက်ခြမ်းရှိခြမ်းရှိမယ်ပေါ့။အဲ့အနောက်ခြမ်းရှိခြမ်းရှိတဲ့ကမှာကျွန်တော်တို့ကလက်ရှိရုပ်ောက်ပွဲကိုကျွန်တော်တို့ကျင်းပရည်တာ။ဟုတ်ကဲ့။ဒါပေမဲ့ကျွန်တော်တို့ကျင်းပတဲ့ကမှာကျွန်တော်တို့ကကျွန်တော်တို့ကဘာပါရှိတယ်ဆိုတော့လုံုံကြီးပေါ့နော်ကျွန်တော်တို့ကဟိုလည်းဟိုစစ်တပ်ကလည်းလုံဟိုအစိုးရလည်းကျွန်တော်တို့လုံုံကြီးပြေးမယ်ပြောတယ်။ဒါပေမဲ့နေမီမှာလည်းကျွန်တော်အနောက်ချင်းဆိုလို့ရှိရင်ဒါမငိမ့်ငယ်ဟိုဆက်တော့တော့မတက်ဘူးကျွန်တော်လည်းဟိုပပနဲ့နဲ့နဲ့သွားလာနေတယ် Hello. နော်အဲ့လိုတော့ကြည့်ကြမြန်။ဟိုဘယ်လိုပြောမလဲဟိုနိုင်ကြအောင်မြန်ဟိုဟာဟိုဟိုဟိုဟောပြောဟောပြောလာပြီဘာလို့ကျွန်တော်မလုပ်နိုင်သေးဘူးအခုချိန်ကြီး။အရှိမာရောစစ်ကော်မရှင်ကပါတီရင်းနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတွေမဲဆွဲစီယုံရေးကာလကိုအောက်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ26ရက်နေ့ထိတက်မှတ်ထားပါတယ်။ဒီကြားရဲ့မဆစ်ကော်မရှင်ရဲ့စစ်မှုထမ်းစုဆောင်းမှုအပေါ်လူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့တဲ့တိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီတပ်ဆညကုစလေလောင်ဒေါက်တာကျော်စွေဟာ စစ်ကော်မရှင်ကိုပြန်တောင်းပန်ခဲ့ရလို့မဲဆွေရမှာຫນွေဥတော်လန်ကြီးအရေးတော်ဘုံလို့တုံနှုံခဲ့တဲ့ပြည်သူပါတီ PP ကိုစလေလောက်ဥလင်မြလည်းခေါ်ယူစစ်ဆေးခံခဲ့ရပါသေးတယ်အပိုင်းလိုက်ကျင်းပမဲ့စစ်ကော်မရှင်ရွေးကောက်ပွဲပထမပိုင်းကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်တရား2မြို့နယ်မှာပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းစစ်ကော်မရှင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ကြောင်း အတူရောင်ရွေးကောက်ပွဲတာဖြစ်ပြီးတော့လက်မခံကြောင်းတော်လင်းအင်အားစုတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့လိလာစောင့်ကြည့်သူတွေကပြောဆိုထားပါတယ်ခင်ဗျာ။